အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးထဲမှာတော့အသည်းနဲ့ပတ်သက်တဲ့ယောဂတခုခု ရှိနေတာပဲဖြစ်ဖြစ်အသည်းမကျန်းမာတဲ့သူတွေအတွက်ပဲဖြစ်ဖြစ်မကြာခဏစားသုံးဖို့လိုတဲ့အသည်းအနိုင်ငါးမျိုးပြပြပေးခြင်းပါတယ်ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပြီးတော့ဗေးနာ notification လို့လည်းနှိပ်စင်ပြအောင်ရှင်း ရှိတဲ့သူတွေစားပေးတဲ့အစားအစာတွေထဲကပထမတစ်မျိုးကတော့တံပြာသီးပဲဖြစ်ပါတယ်။အသေးအစီဖုံးနေရရော့ပါစီဖို့တံပြာသီးကအကောင်းဆုံးတက်စားပါနော်။ရေတဖန်ကွက်ထဲမှာတံပြာကြီးညှစ်ထည့်ပြီးတော့နေ့တိုင်းတောက်ပေးတာကအသေးမှစုနေတဲ့အစီတွေကိုအမြန်ဆုံးကျဆင်းစေပါတယ်။တံပြာသီးကအစိမ့်တောက်ဖင်ရှားရမှာအစွမ်းထက်တယ်လို့ဗီတာမင် C လည်းကျွယ်ဝပါတယ်။တံပြာသီးကြောင့်အစာချေစနစ်တွေပိုကောင်းစေတဲ့အပြင်အသေးကိုလည်းအကာအကွယ်ပေးနိုင်ပါတယ်ရှင်။ နောက်ထပ်တစ်မျိုးကတော့မကြီးသီးပဲဖြစ်ပါတယ်။ဟင်းချက်တဲ့အခါမှာထဲချက်နေကြမကြီးသီးရဆိုရင်အစွမ်းသတိတွေရှိနေတယ်ဆိုတာကိုသိပါသလား။မကြီးသီးကအမြင့်တက်တဲ့မပြေဝါစီတွေပါဝင်မှုမြင့်လာတာကြောင့်အစီကြောင့်သွေးကြောထူသွေးကြောစင်းရောဂါကိုကုသတဲ့နေရာမှာထောက်ကူပေးပါတယ်။အစာရင်နဲ့ဦးလန်းကြောင့်ကိုအငြိအကျဉ်ဖျက်ရှားတန့်စေပေးနိုင်စွာရှိလို့အစာစင်စနစ်ကိုကောင်းစေပြီးတော့အစီတွေလည်းကျစေပါတယ်။အဲ့ဒီလိုမကြီးသီးရဆိုရင်သွေးကိုတန့်စင်စေပြီးတော့ကိုလက်စထရောကြီးကျစေတဲ့အပြင်အသည်းမှာဖုံးနေတဲ့အစီတွေကိုပါရော့ပါစေနိုင်ပါ ါတယ်။နောက်ထပ်တည်တည်သမီးကတော့တစ်တော်သီးပဲဖြစ်ပါတယ်။တစ်တော်သီးမှာဆိုရင်ကျန်းမာရေးနဲ့ညီညွတ်တဲ့အာဟာရဓာတ်တွေအများကြီးပါဝင်တဲ့အပြင်ချုံများတဲ့အရာသာကြောင့်လူကိုလန်းဆန်းစေပါတယ်။ဇေဒပောင်းမှုများပြီးတော့အမြင်ဓာတ်ပောင်းမှုများအားကြောင့်ဝမ်းချုပ်ခြင်းကိုလည်းကာဝယ်ပေးပါတယ်။ ဗီတာမင် C အပြင်ဗီတာမင် B အုပ်စုနဲ့ဗီတာမင် E တို့လည်းပါဝင်ပါတယ်ရှင်။သွေးလေးကိုယ်တော်ဆောင်ကြားစီပြီးတော့အစာချေစနစ်ကိုပုံမှန်ဖြစ်စေပါတယ်။ဒီအချက်တွေကြောင့်ပဲတစ်တော်သည်ကအသည်းကိုအကျိုးပြုနေရဖြစ်ပြီးတော့ပန်ကရီးယားနဲ့အသည်းကိုလည်းတန့်စင်စေပါတယ်။နောက်တစ်မျိုးကတော့ဖျေးသည်ပါ။ ဖျားသည်နဲ့တင်းမောစီတို့ကတွဲဖက်သည်နဲ့သဘာဝဆေးဘဝင်ပစ္စည်းတွေဖြစ်နေတယ်ဆိုတာကိုသိပါရဲ့လားဒီလိုမျိုးရောကျိန်ဖြောဆက်ထားတဲ့အချို့ရီတစ်ခွက်ကအသည်းကိုတတ်ဆင်စီပြီးတော့အသည်းမှာစိုးနေတဲ့အစီတွေကိုရော့ပါနိုင်စွမ်းရှိပါတယ်တတိတစ်ခွက်တောက်ချင်းဖြစ်အသည်းအစီပုံကြုံတက်တာရော့ပါစီပါတယ်ဖျားသည်အစိတ်သေးနှစ်စိတ်ရေတန်းတစ်ခွက်တင်းမောစီနှစ်စိတ်ကိုကျိတ်ပြီးတော့ဖြည်းဖြည်းချင်းတောက်ပြလို့ရပါတယ်ရှင် နောက်ဆုံးတစ်မျိုးကတော့ strawberry သီးပဲဖြစ်ပါရဲ့နော်ချူချူချင်းချင်း strawberry သီးပဲတွေကအသေးနဲ့ခန္ဓာကိုယ်အတွင်းကိုတက်ဆင်ပေးနိုင်တဲ့အာဏိသင်ရှိပါတယ် strawberry မှာဆိုရင်အမြင့်တဲ့ vitamin C နဲ့ဒရိုးဆန်ရင်ပစ္စည်းတွေပါဝင်လို့ကိုယ်ခန္ဓာကိုအကောင်းမွန်ပါတယ်သွေးတို့ကိုလည်းကြားစီပါရဲ့ရှင်။ရှည်ခဲမှာ strawberry ထက်တံမြာလေးလေးနဲ့ထည့်ပြီးတောက်မယ်ဆိုရင် detox water အဖြစ်တောက်လို့ရပါတယ်။ ဒီလောက်ဆိုရင်တော့အသေးရောဝရှိရသူတွေစားပေးတဲ့အသေးနံငါးမျိုးသိသွားလောက်ပြီလို့ထင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးလေးကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာပြန်လေ့ကြပါဘောနော်။